မင်္ဂလာပါဒီနေ့ကျမတို့အသေးစိတ်လေးလက်ကြည့်ဖို့ရွေးထားတာကတော့ Arsenal Manager Mikel Arteta ရဲ့ Crystal Palace နဲ့ပွဲမတိုင်ခင်တရင်စာရှင်းလင်းပွဲအကြောင်းဖြစ်ပါတယ်။ဟုတ်ကဲ့ Arsenal YouTube Channel ကတရားဝင် ထုတ်ပြန်ထားတဲ့စာတမ်းမှတ်တမ်းကို အခြေခံပြီးတော့ Arteta ရဲ့အတွေ့အခေါ်တချို့ကိုဆွေးနွေးကြည့်ကြတာပေါ့နော်။ဟုတ်ပါတယ်။ဘာတွေကိုအဓိကပြောသွားလဲဆိုတာလေးရင်ချုံကုန်ကြည့်အောင် အဓိကကတော့음ကစားသမားကြန့်ခိုင်မှုအခြေအနေတွေနီးစနစ်ပိုင်းပေါ်တော့အထူးသဖြင့်ခံစစ်ပိုင်းဆွမ်းဆောင်ရေးအခုအများပြောနေကြတဲ့အတီဘောကနေဂိုးတွေဖိလို့ရနေလဲဆိုတာ ರೀ ဟုတ်ကဲ့ပြီးတော့လူစည်ရင်းစီမံခံကွယ်မှုလာမဲ့ဘယ်လစ်နဲ့ပွဲအရေးပါပေါ့အဲ့ဒါတွေပေါ်သူ့အမြင်တွေပေါ့ ဟုတ်ပါပြီအမပြောနေကြတဲ့အချက်နှစ်ချက်အဲ့ဒီအန်အိုးစရာခန်းစင်မှတ်တမ်းနဲ့အတီဘောကန်းချက်တီကစိတ်ဝင်စားစရာပဲဒါပေမဲ့အရင်ဆုံးအသင်းရဲ့လက်ရှိချီနေလေးနဲ့စလိုက်ရအောင်အက်တလက်တီကိုနဲ့ပွဲအဖြစ်မှာကစားသမားတချို့ကြံ့ခိုင်မှုအချီနေဘလို့လဲဟွန်းနောက်ဆုံးတင်းရဆိုရင်တော့ဟိုတလေအက်တလက်တီကိုနဲ့ပွဲကဂဲဘီပစ်ကဲဘီပေါ့နော်အာဒီတာခေါ်တယ်လို့ဟုတ်တယ်သူကွင်းထဲကထွက်ထွက်ရတာတန်ရရထွားပုံပဲအဲ သူလေ့ကျင့်ခန်းမစင်းနိုင်သေးဘူးဆိုပဲဟုတ်လားဒါဆိုစနေရတနင်္ဂနွေပွဲပေါ့မူမတိချာဘူးပေါ့อืมလာမယ့်24နိုင်ဆုံးကြည့်ရမှာလေ Palace ပွဲပါဖို့မပါဖို့ကအဲ့ပေါ်မူတီမှာအဓိကခံစစ်မှုဆိုတော့ဒါနည်းနည်းစဉ်းစားစရာပဲဟုတ်ပါပြီတခြားတန်ရာရကစားသမားတွေကတော့ Odigard Havers ပြီးတော့ဟို Tinbat Just လို့ခေါ်တာเนาะသူတို့အခြေအနေကတော့အာသူတို့အားလုံးကတော့တိုးတက်မှုရှိတယ်လို့ Adidas ကပြောလေကွင်းထဲမှာလှုပ်ရှားမှုလေးတွေတော့စလုံးနေပြီ သူတို့လည်းအမြန်ပြန်ကစားချင်နေကြပြီဒါပေမဲ့ပွဲထွက်ဖို့ရောဟုတ်တယ်ပွဲထွက်ဖို့ကတော့လောလောဆယ်တော့ဘက်လောက်ထိမဖြစ်နိုင်သေးဘူးတဲ့အချိန်နည်းနည်းတော့ယူအောင်မယ်อืมပေါ့လေအဓိကကစားသမားတွေပြန်လာဖို့ကတော့အသင်းအတွက်အရေးကြီးတာပေါ့ဟုတ်တယ်သူတို့ပြန်လာမှလူအင်အားပိုတောင်းတင်ပြီးနီးဗျူဟာရွေးစရာပိုများလာမှာโอเคအသင်းတွင်တွင်နဲ့ဆက်ပြီးတော့ခုအာဆင်နယ်ရဲ့ဟိုးလီတကြော်ဖြစ်နေတဲ့ခန်းစစ်ပိုင်းကိုကြည့်ရအောင်ပထမစနစ်ပွဲမှာ၃ဂိုးမဲ့ပေးထားရတယ်ဆိုလားလေอืม မယုံနိုင်စရာစရင်စရာလို့တောင်းပြောရမယ်ကလပ်တမိုင်းမှာအကောင်းဆုံးအစပြုမှုပဲဟုတ်ပါအဲ့ဒီတော့ဒီလိုမတင်းသစ်တွေစရေးချင်းစီတော့ရှိလာလို့မေးကြတယ်ဟုတ်အဲ့ဒီမှာအာတီတာရဲ့အမြင်ကတော်တော်လက်တွေ့ကြတယ်သူကပြောတယ်မတန်းတွေကကောင်းပါတယ်ဂုံယူစရာပါဒါပေမဲ့အဆုံးစုံပန်းနိုင်ကဆုဖလာတွေပါပဲတဲ့อืมอืมဆိုတော့ဒီငြိမ်မှုရှိဖို့တပွဲချင်းဒီလိုကစားနိုင်ဖို့ကမှတ်တမ်းထပ်ပိုအရေးကြီးတယ်ဆိုတဲ့သဘောပဲ။ယာတီကအရှိကြီးခြံနေတာကို စိတ်ဝင်စားစရာကောင်းတာကသူကတမိုင်းကိုနည်းနည်းပြန်ကိုးကွားသွားတယ်။ခန်းစစ်အကောင်ဆုံးအသင်းတွေကညားသွားဖြင့် League Flyer တတ်တတ်ဆိုတဲ့အချဟုတ်တယ်ဟုတ်တယ်။ဒါပေမဲ့သူကဝါလီတော့ထည့်ပြောသွားသေးတယ်။ Premier League ရဲ့နောက်ဆုံးရသည့်အ ਨੇ ကယ်လာလွဲရင်ပေါ့ဆိုပြီးတော့อืมဟုတ်ကဲ့အဲ့ဒါကသူရဲ့ချင်းကပ်ပုံကိုပြတာပဲ။ခန်းစစ်ကိုအရင်ခန့်အောင်တိဆောင်မယ်။အဲ့ဒီကနေမှအောင်မြင်မှုကိုတွားမယ်ဆိုတဲ့သူ့ရဲ့စံတော့ကိုရှင်းရှင်းလင်းလင်းမြင်ရတယ်။ရေရှည်အတွက်သူ့ရဲ့မဟာဗျူဟာလို့ပြောရမှာပေါ့။ ခန်ဇက်ကြောင့်ပြောပြီဆိုတော့လာမယ့် Christian Palace နဲ့ပွဲဘက်ကိုလဲအောင်ဒီပွဲကမနေ့က Arsenal အမတ်ရော့ခဲ့တဲ့အတင်းတွေထက်ကတဲ့တင်းနော်ဟုတ်ပါတယ်အာတီတာကအဲ့ဒါကိုထောက်ပြသွားတယ်မနေ့ကအမတ်ရော့ခဲ့တဲ့အတင်းတွေထက်ကအရင်သုံးတင်းကိုတော့ဒီအားဒီမှာနိုင်ထားတယ်ဆိုတော့ဒီပွဲကိုလည်းအရေးကြီးတယ်လို့သူကမြင်တယ်မနေ့ကနဲ့မတူတဲ့ Yalan Sport ဖို့ပေါ့အတိအကျပဲမနေ့ကအမားမျိုးမဖြစ်ဖို့ရလက်ကောင်းတစ်ခုရဖို့အဓိကအာယုံဆက်ရမယ်ဆိုပြီးပြောသွားတယ်ဒါကအတင်းရဲ့တိုးတက်မှုကိုပြခြင်းတဲ့သဘောလေးပါတယ် ဤစေးတော်ကတော့တမိုင်းကြောင်အရာရောစိတ်ခန်းစားမှုအရာရောဟိုရင်ရင်းနှီးမှုတွေကြောင်ရောဒါကထူခြားတဲ့ပွဲဖြစ်နိုင်တာပေါ့ဟုတ်ကဲ့ဒါပေမဲ့အာတီတာကတော့အသိကိုဝဲအာယုံဆက်ရမယ်ဆိုတဲ့သဘောပြောသွားတယ်သူကိုယ်ရင်လည်း Everton နဲ့ပြန်ကစားဘူးတော့အဲ့လိုခြေနေရတခါတလေအနိုင်လို့စိတ်ပိုပြင်းစေတယ်ပိုကောင်းအောင်ကစားခြင်းစိတ်ဖြစ်စေတယ်လို့သူအတွေ့အကြုံကိုဝင်များသွားတယ် Palace တိုက်စစ်မှုမာတစ်အာလင်းရှစ်ပွဲ၅ဂိုးဆိုတော့ခြေစွမ်းပြနေတာအဲ့ဒါကိုရောဘလို့ထိမ့်မလဲဆိုတဲ့မေးခွန်းရှိရတယ်နော် အာအဲ့ဒီပေါ်မှာအာဒီတာရဲ့ဖြေကသူ့ရဲ့နီးဗျူဟာ တွေးခေါ်ကိုပြတယ်။သူကတေတုံချင်းရင်ဆိုင်တားကြဖို့ထက်အသိန်းလိုက်ကစားပုံနဲ့ဟိုတဲ့ဖဲလစ်စီရဲ့တိုက်စစ်ဆော်တဲ့ရင်းအမျက်ကိုဟန်တာဖို့ပြောတာ။ဆိုလိုချင်တာကမာတီယာလစီဘောလုံးမရအောင်လုပ်ဖို့လား။အသိန်းလိုက်ခန့်စစ်ကိုပို့အလေးပေးတာ။ဟုတ်ပါပြီ။အသိန်းရဲ့လူစားရင်းအင်အားကောင်တင်းဖို့အကြောင်းကိုဆက်ရအောင်။အခုအာဆင်နယ်မှာကစားသမားကောင်းနေများလာတော့တချို့ကိုပွဲထွက်စာရင်းကနေခြံထားရမျိုးက မန်နေဂျာအတွက်ခေါင်းခဲစရာဖြစ်မလားဒါကစိတ်ဝင်စားစရာမေးခွန်းပဲအာတီတာကအဲ့ဒါကိုဥထုတ်နေလုံးစောင်းရတယ်ဆိုလို့ရှင်းပြတော့တယ်တစ်ဖက်မှာကစားသမားတယောက်ချင်းပေါ်လူသားဆန်တဲ့စိတ်ပွဲထွက်စေခြင်းတဲ့စိတ်ရှိတယ်ဟုတ်ကဲ့ဒါပေမဲ့နောက်တစ်ဖက်မှာမန်နေဂျာအနေနဲ့အတင်းအထွေအကောင်းဆုံးဖြစ်မဲ့ဆုံးဖြတ်ချက်ချမယ်ပြန်ဆိုင်မှုပြင်းထန်တဲ့အတင်းအတင်းတည်ဆောင်ရမယ်ဆိုတာပဲဒါရင်းနေတွေကချင်းနေတဲ့တို့ကိုွားသွားပြီလို့သူပြောခဲ့တယ်နော်ဟုတ်တယ်ဟုတ်တယ်အညာမောက်ဆိုလူမလုံးလောက်တိုင်းမတော့ရှိခဲ့တာ အခုလိုအရေးချင်းရှိတဲ့ကစားသမားများများရှိနေတာကပိုကောင်းတဲ့ပြဿနာ better problem လို့သူကသုံးလုံးသွားတယ်။အင်းဒါပေမဲ့အရေးကြီးတာကအဲ့လိုပြိုင်ဆိုင်မှုပြင်းထန်နေမဲ့အချင်းချင်းအားပေးတဲ့တယောက်ကတယောက်ထောက်ပံ့တဲ့ပုံချင်းကောင်ဖန်တီးထားတယ်လို့လည်းသူကအလေးပေးပြောတယ်။အသင်းစိတ်တဲ့ team spirit ကိုထိန်းထားနိုင်မှုပေါ့။အခုဒီအပိုင်းရဲ့အတိတ်အကြောင်းများပြောနေကြတဲ့အတိဘောကန့်ချက်တွေကြောင့်ရောက်လာပြီ။ ယာဒီအစား5ခုမှာဆယ်ခုလောက်ကအတီဘောကနေရတယ်။ Open play က5ခုပဲဆိုလို့မင်းဟိုနေထွက်လာတာဗော။အင်းဒီပေါ်မှာအဒီတာရဲ့တုံ့ပြန်မှုကသူ့ရဲ့ဘောလုံးကိုပေါ်ရှုမြင်ပုံကိုပြတယ်။သူကဘောလုံးကို Open play နဲ့ set pieces ဆိုပြီးတတ်တဆီခွဲမမြင်မှုလေ။ဟမ်ဘယ်လိုမျိုးလဲ။သူ့ကကဘောလုံးပွဲဆိုတာတစ်ဆက်တည်းဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုမယ်။အတီဘောရဖို့ဆိုရင်လေ Open play မှာကောင်းမှရတာ။ အဒီဘောကနေဂိုးရလိုက်ရင်လဲ open play အခြေအနေကို ပြောင်းသွားစေတာပဲဆိုတဲ့သဘောမျိုးဒါတွေကဆက်ဆက်နေတယ်ဗောဟာဒါပေမဲ့တူကအဒီဘောကိုလွန်ခဲ့တဲ့ဆန်နှစ်လောက်ကတည်းကအေးပါတာတတိထားမိတယ်ဆိုတာတော့တော်တော်စောသားပဲဟုတ်တယ်အဲ့ဒါကျွန်တော်လည်းတတိထားမိတယ်သူကရဏမဘောကလည်းဖြစ်နိုင်တယ်သူပြောတာကအောင်မြင်တဲ့အသိဖြစ်ဖို့ဆိုရင်အသိဉာဏ်ချင်းမှုထဲမှာကိုအဒီဘောကိုအေးပါတဲ့အစိတ်ပိုင်းဖြစ်ထည့်ရမယ်ပေါ့ပေါ့ဆက်ဆက်သဘောမထားရဘူးအင်းအင်းပြီးတော့ဘလုံးကစားပုံပြောင်းလဲလာတာကိုနားလည်ရမယ် ပွေးတပွေးမှာခဏခဏရရတဲ့အတီးပေါ်အခွင့်အရေးတွေကိုအသေးစိတ်လေ့ကျင့်ပြင်ဆင်ပြီးအသုံးချနိုင်ရမယ်ဆိုတဲ့ချက်တည်းပဲ။သူမန်စီးတီးမှာဂွာဒီယိုလာလောက်လောက်ခဲလုံးကလာဒီအပိုင်းမှာတိုးတက်စရာရှိသေးတယ်လို့မြင်ခဲ့တယ်ဆိုပဲ။မှန်ပါတယ်။ဒါကသူ့ရဲ့အသေးစိတ်ကြာမှုနဲ့အမြဲတိုးတက်လို့စိတ်ကို ပြတာပဲ။ကမ္ဘာအကောင်းဆုံးအသင်းအကောင်းဆုံးမန်နေဂျာစီမှာတော့ဒီအပိုင်းကိုပိုကောင်းအောင် လုပ်လို့ရတယ်လို့သူကမြင်ခဲ့တာ။သူကအရင်အတီးပေါ်နီးပြတဲ့နဲ့လုပ်ခဲ့ပြီးမြဲ။ အကောင်းဆုံးလူတွေ specialist ကိုတေချာအတုံးမချနိုင်သေးရင်တော်တဆရာရှိနေတယ်လို့သူသုံးတတ်ခဲ့ပုံမဲအဲ့ဒီနေ့အခု အာဆနယ်မှာဒါကိုဘလောက်နလီပေးလဲမြင်တာတယ်ဒီကိစ္စကို Declan Rice ရဲ့အခန်းကနေနဲ့ဆက်ဆက်ပြီးတော့လဲသူပြောသွားသေးတယ် Rice ရဲ့နေရာကပြောင်းလဲသွားတာမဟုတ်ပဲတိုးတက်ပြောင်းလဲ evolve လာတာဆိုပြီးသုံးသွားတယ်အဲ့ဒါလေးနည်းနည်းရှင်းပြပါအောင်ဟုတ်ကဲ့အတိအကျပြောချင်တာက writer အတင်းအတွက် ပြီးပြီးဆုံးတဲ့ကစားသမားတိုးတက် player ဖြစ်လာနေတယ်ဆိုတာပဲသူကကွင်းလယ်မှာဘောလုံးဖြတ်တာခန်းစစ်ကိုကာတာတယ်မဟုတ်တော့ဘူးဟုတ်ကစားခွေရဲ့အပိုင်းတော်တော်များများမှာပါဝင်လာတယ်အခုဆို အတီဘောကန့်တင်တာတွေမှာပါအ धिक ဖြစ်လာပြီးဂိုးသွင်းချိန်ချောက်မှုမှာတိုက်ရိုက်ပါဝင်လာတယ်ဒါကရိုက်စစ်ရဲ့အရေးသွေးကိုအာတီတာကမြင်ပြီးသူ့ကိုပုံစံခွက်တစ်ခုထဲမှာမထားဘဲကန်တာတစ်တွေမှာပါတာဝန်ပေးပြီး တိုးတက်ပြောင်းလဲအောင်မြင့်တည်ပေးတာပေါ့အတင်းအတွက်ပို့ပြီးခမာရခက်စေတာပေါ့နော်အတိကြပဲအန်ဒီရပေးနိုင်ဆိုရင်ပို့မြင့်လာတယ်ကောက်ပြီအတီဘောကနီအတီတာရဲ့ပိုချေပြက်နဲ့အတွေးခေါ်နဲ့ပရိသတ်အခန်းကဏ္ဍဘက်ကိုဆက်ကြည့်အောင်သူကကစားခွက်ရဲ့အပိုင်းအလုံးမှာအကောင်းဆုံးထည့်ချင်တယ်လို့ပြောခဲ့တယ်နော်ဟုတ်ကဲ့တယ်သူကအတင်းကိုတနေရာထဲမှာယက်နေစေချင်ပို့မရအောင်ဘောလုံးပွဲအထိကအစိပ်ပိုင်းအလုံးမှာထိတ်တန့်ခက်ချင်တယ်တဲ့ဥပမာခန်စစ်ဘောလုံးအကူအပြောင်း transition ကစင်ကလျားနိုင်တဲ့အခြေအနေ chaos တွေကိုကြိုက်တွေ့တာဟုတ်ကဲ့နေရာယူတိုက်စစ်စစ်မှုခန်းစစ်နှင့်ကစားပုံတွေကိုဖြိုခွင်းတာဒီလိုအပိုင်းအလုံးမှာအကောင်းဆုံးဖြစ်အောင်အတင်းကိုအမြဲတိုးတက်အောင်လုပ်ခြင်းတယ်ကစားသမားတွေကိုနီလန်းတစ်တီကိရိယာတစ်တီ tools ပြခြင်းတွေဆိုတဲ့စိတ်ရှိနေတာတွေ့ရတယ်ဒီလိုလို့မှတင်ကပူပြဆုံးလာမယ်ပေါ့ဟုတ်တယ်ပွဲချင်းညို့မျိုးကိုပူကောင်းကောင်းတုံ့ပြန်နိုင်မယ်လို့သူယုံကြည်နေတာပရိသတ်တွေရဲ့အခန်းကဏ္ဍကိုလည်းသူတော်တော်လေးအလေးထားပြောတော့တယ် Emirates ကငွေသက်မီးယောင်ကြီးပြပွေးတွေပရိသတ်ကြီးကိုစောစောနေရယူဟုတိုက်တွန်းတာရိတ်မှန်ပါလေအတိတအတွက်ပရိသတ်ဆိုတာစနေယုံမြောက်ကစားသမားတွေပူးတယ်သူကပရိသတ်တွေကိုအားပေးဟုတက်တက်လာတာထက်ငါတို့နဲ့အတူပွဲကိုဝင်ကစားဖို့ play the game with us လာစီချင်တယ်လို့ပြောခဲ့တယ်အော်ဒါတော်တော်အကောင်းတဲ့စကားပဲနော်ဟုတ်တယ်ပရိသတ်တွေရဲ့အော်ဟဲအားပေးမှုအမှုရာဟို body language တွေကကွင်းကကစားသမားတွေရဲ့ဘောတိုက်ရိုက်တက်ရောက်မှုရှိတယ် စိတ်တတ်ဆစ်တယ်ဖီးယားတွေကိုကြော်လွားနိုင်အောင်ကူညီတယ်လို့သူယုံကြည်တယ်လာမယ့်တနင်္ဂနွေနေ့လည်းနှစ်နိုင်ပွဲကချန်ပီယံလီဂ်ကိုအပီကန်ရမှာဆိုတော့ပရိသတ်တွေရဲ့စိတ်အားထက်သန်မှုကိုစမ်းသပ်ချက်ကောင်းတစ်ခုဖြစ်လိမ့်မယ်လို့သူပြောခဲ့တာလည်းတတိထားမိလိုက်တယ်ဒါဘာကိုဆိုလိုတာလဲဟုတ်ပါတယ်ဥရမညီများပွဲကြီးကစားပြီးတိတ်မကြခင်အတူတူနေလေဖင်ပွဲကန်ရတဲ့အခါကစားမရောပရိသတ်ရောနင်းနင်းအိုင်လျော့နိုင်တယ် ဲ့ဒီအချိန်မှာပရိသတ်တွေရဲ့အားပေးမှုအရှိန်ကဘယ်လိုရှိမလဲသူကစောင့်ကြည့်ခြင်းပုံပဲဟွန်းစစ်တပ်ပိုင်းဆိုင်ရာစမ်းသပ်မှုလို့ပေါ့အဲ့လိုပြောလို့ရတယ်မနစ်ကတော့ပိုကောင်းတဲ့အသိဖြစ်ခြင်းဒီလိုပွဲမျိုးမှာတော့အစနဲ့အဆုံးအထိအားပေးနိုင်တဲ့ပဝန်းကျင်မျိုးဖန်တီးဖို့လိုတယ်လို့သူကတိုက်တွန်းခဲ့တာပရိသတ်အားပေးမှုကစွမ်းဆောင်ရည်ရဲ့ပေါ်ဘလောက်တက်ရောက်လဲသူယုံကြည်ကြောင်းပြတာပဲနောက်ဆုံးဆွေးနွေးစရာတစ်ခုကကွင်းလယ်လူတ္တမာတင်ဇူဘီမန်ဒီ ူ့ရဲ့အသင်းနဲ့အံဝင်ခွင့်ကြထင်မှုပရီးမီးယားလိဂ်နဲ့ဘလောက်မြင့်မြန်အသားကြလဲဆိုတာမေးကြတယ်။အန်တီတာကဇူဘီမန်ဒီကိုတော်တော်လေးချီးကျူးသွားတယ်။သူကအသင်းထဲကိုအဆင့်အတန်းအခု hierarchy နဲ့တည်ငြိမ်မှု composure ယူဆောင်လာတဲ့။အထူးသဖြင့်တရင်အချက်လက်နားလဲလက်ခံနိုင်စွမ်းပွဲထဲမှာဖြစ်နေတာတွေကိုမြင်မြန်သိယူပြီးအတုံးချနိုင်စွမ်းကအမခံပဲလို့ပြောတယ်။ဟုတ်လား။အဲ့လိုတော့မြန်တာလား။อืม အတင်းတရောက်လာတဲ့ကစားသမားတယောက်အတွက်ဒါတော်ထူးခြားတယ်လို့ဆိုရမယ်။သူ့ရဲ့ကစားပုံအရေးသေးရင်ပတ်သက်ပြီးတော့ဘာတွေထပ်ပြောသေးလဲ။ဇူဘီမန်ဒီရဲ့ကွင်းထဲမှာနေရာလွတ်ဖန်ပြီးပြနေတာ။ရှစ်ကိုကြည့်ပြီးဘောလုံးပေးနိုင်စွမ်း look further ဘောလုံးကဝင်းနေတဲ့အတင်းဖော်တွေကိုတောင်းဘလို့ကူညီရမလဲသိတာတွေကိုချီးကျူးခဲ့တယ်။သူ့ကစားပုံကအတင်းဖော်တွေကိုပိုကောင်းအောင် လုပ်ပေးနိုင်တယ်ဆိုတဲ့သဘောပေါ့။အင်းအင်းပြီးတော့သူ့စီကနေတီးထွက်ပိုပြီးမြို့လင့်ထားသေးတယ်။အတင်းဖော်တွေနဲ့နားလေမှု ကွင်းထဲကဆက်ဆံရေး relationships ပိုကောင်းလာရင်သူ့ရဲ့နောက်ထပ်အဆင့်တစ်ခုကိုမြင်ရအောင်မယ်လို့ယုံကြည်ကြောင်းပြောထားတယ်။ကောင်းပါပြီ။ဒီနေ့အာတီတာရဲ့သတင်းစာရှင်လင်းပွဲကိုခြေခံပြီးဆွေးနွေးခဲ့တာဒီကိုပြန်ချုပ်ရရင်တော့အဓိကချက်တွေများရဲ့ပဲ။ခန်းစစ်ပိုင်းခိုင်မာမှုကိုအလေးပေးမှုအတီဘောကန်ချက်တွေရဲ့မဟာဗျူဟာမြောက်အရေးပါမှုလူအင်အားတောင့်တင်တဲ့အတင်းကိုစီမံခန့်ခွဲဖို့အတင်းဟောင်းနဲ့ပြန်တွေ့ရတဲ့စစ်ပိုင်းဆိုင်ရာအခြေအနေကိုနားလည်မှုဟုတ်ကဲ့ ပြီးတော့ကစားခွက်ရဲ့ကန္တာအားလုံးမှာအမြဲတိုးတက်ဖို့ကြိုးစားနေတဲ့သူ့ရဲ့ကြီးမားတဲ့ရည်မှန်းချက်တွေစတာတွေကိုတွေ့ခဲ့ရတာပေါ့ဟုတ်ပါပြီอืมဒီချက်ဒီအားလုံးကိုခြုံပြီးနားထောင်သူတွေဆက်ပြီးစဉ်းစားကြည့်ဖို့အချက်တခုခြံခဲ့ရှင်ပါတယ်အာတီတရဲ့နီလန်းကအသေးစိတ်အချက်လေးတွေဥပမာအတေဘောလို့ပွဲရဲ့တိချအပိုင်းလေးတွေကိုအပြင်းထန်အာယုံစိုက်တာ ခိုင်မာတဲ့အသင်းရင်ကြီးမှုတီးဆောက်တာပရိသတ်ပါဝမှုကိုအားပေးတာစတာတွေကိုပေါင်းဆက်ထားတာတွေ့ရတယ်ဟုတ်ကဲ့ မေးစရာရှိတာကဒီလိုပတ်ပေါင်းဆောင်ကချင်းကပ်မှုတွေဟာအာစနယ်ကိုအခုလိုမတန်းကောင်းတီချိုးဖျက်နိုင်ရုံတင်မကပဲအဆုံးဆုံးရင်မိုင်းချက်ထိတဲ့ဆူဖလာတွေကိုရယူနိုင်တဲ့ရေရှည်အောင်မြင်မှုစီတကယ်ပဲတွန်းပို့ပိနိုင်မလားဆိုတာပါပဲဒီလိုစနစ်တကျတည်ဆောက်မှုကရေရှည်မှာဆူဖလာတွေအဖြစ်ဘလို့ပြောင်းလဲလာနိုင်မလဲဆိုတာကတော့အနာဂတ်မှာစိတ်ဝင်စားစရာအကောင်းဆုံးစောင့်ကြည့်ရမယ့်အချက်ဖြစ်နေမှာပါ